မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့တက္ကသိုလ်ရှင်သီရိရေးသားသောယူကဇိုးနှစ်ကြီးကလမ်းပြလိုက်ဖို့ခံရသောတောင်တန်းသာသနာပြုဆရာတော်ပသိမ်ဦးမလာအကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုသူဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင် မြန်မာနိုင်ငံအင်္ဂလိပ်လက်အောက်ရောက်ရှိခြင်းတောင်တန်းဒေသများသို့မြန်မာဖုန်ကြီးများတွားရောက်ခွင့်မရှိသောအချိန်ကာလတွင်ပတိန်ဥဝိမလာသည်ဆရာတော်ဥဝိဇာရ၏တိုက်တွန်းလမ်းညွှန်ချက်ကိုအားကြပြီးချင်းတောင်သို့လျှို့ဝှက်စွာတွားရောက်ပြီးသာသနာပြုရန် ဆုံးဖြတ်ချက်ချခဲ့ပါသည် အလွန်တရာသွာလာခတ်ခဲ့သောကြံပြန့်သောချင်းတောင်ဒေသသာသနာပြုလုပ်ငန်းလုပ်တော်မည်ဆိုလင်မြစ်တာကမ္မထမ်းနှင့်ပဋ္ဌာန်းဒေသနာတော်ကျမ်းကိုမပြတ်ပွားများအားထုတ်ပြီးကိုလုံတက်ဆောင်ထားကသာသနာပြုရန်လဲဆုံးဖြတ်ခဲ့ပါသည်သူတို့အတွက်လိုအပ်သောကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီးနောက်ကံပတ်လက်မှတစဉ်တောင်ပိုင်းချင်းပြည်နယ်ဘက်သို့ကြွရောက်ခဲ့ပါသည်အခက်အခဲများစွာကြုံတွေ့ခဲ့ရပါသည်ဆင်းရဲဒုက္ခအမျိုးမျိုးလဲဖော်ပြရင်မစွမ်းနိုင်လောက်အောင်ကြုံတွေ့ခဲ့ရပါသည် ချင်းတောင်ဒေသတွင်ဗုဒ္ဓဘာသာမရှိနှကိုးွယ်သူများသာများပါသည် အချို့မျိုးပြဆန်သောဒေသအနေငယ်၌ခရိယန်တို့ကသာသနာပြုနေကြပြီးဖြစ်သည်အခါတစ်ပါးတွင်ကျွန်ုပ်သည်နောက်ပါတပည့်ကလေးတဦးနှင့်အတူချင်းတောင်သို့လူသူနှင့်ရွာဆက်ပြတ်သောခရီးတစ်ခုကိုမိုးတွင်ကာလတွင်ကြွသွားမိပါသည်ကြွသွားစဉ်ကတော့ရာသီဥတုတာယာသလိုလိုရှိသည်နှစ်နာရီလောက်ရှောက်မိလျက်မိုးမချုပ်မီကြွလိုသောချင်းရွာကလေးသို့ရောက်မည်ဟုခန့်မှန်း၍ကြွခဲ့ခြင်းဖြစ်ပါသည်တရောင်စင်းတရောင်တက်ဖြင့်ကြွခဲ့ရာတနာရီကျော်မှကြွပြီးတော့မမျော်လင့်သောမှုန်တိုင်းမိုးကြီးသည်တဲတဲမဲမဲကြောက် ရွာချပါတော့သည်လမ်းဟူ၍တဲကွဲစွာမမြင်ရတော့ပါပါလာသောတပည့်ကလေးမှာ ကြောက်ရွံ့လို့ရကျွန်ုပ်ကိုတအားဖက်ခါတုံ့လုံနေပါသည်ကျွန်ုပ်သည်ရှေ့သို့ဆက်လက်သွားမရတော့တောင်ဆောင်ဘေးကြီးတစ်ပင်ကြီးအောက်သို့ခဏဝင်ကမိုးခိုရပါတော့သည်မိုးခိုရင်တောင်ဆောင်နဲ့တစ်ပင်ဆောင်နဲ့စသည်တို့ကိုမြေတားပို့ရပါသည်ရှစ်ခီးမဆက်နိုင်တော့သည့်အတူပထန်းဒေသနာတော်ကိုရွတ်ဖက်ပွားများနေရပါသည်မိုးကလည်းတဲသည့်ထက်တဲလာပါသည်လေကလည်းပြင်းလာပါသည်ကျွန်ုပ်ကမူပထန်းဒေသနာကိုသာအာယုံဆိုင်၍ရွတ်ဖက်ပူဇော်နေရပါသည်ပထန်းရွတ်ဖက်၍သုံးကောက်ဆုံးတွင် ်ပတ်ဝန်းကျင်၌အလဲရောင်တစ်ခုပေါ်လာသည်ကြံပိုင်းတွင်မဲမောင်နေပါသည်မျက်စိဖွဲ့၍အာယုံပြူကြည့်လိုက်သောအခါချင်းလိုလိုတောကောင်းလိုလိုဒိုင်ကာတူမိအိမ်နှင့်ပေါ်လာပါသည်ဟေ့မြမဖုန်းကြီးနင်ဒီမှာကြာကြာနေရင်သိလိမ့်မယ်နင်တို့ဘဲကိုသွားမှလဲဟုမေးသည်မြမစကားအတန်ဝဲဝဲနဲ့မင်းနေ၍မြမစကားတက်သောတကားတခုဟုထင်မှတ်မိပါသည်။ဟိုဘက်တောင်ထက်ကဇုံခမိရွာကိုသွားမလို့မိုးလေကြပြီးမိုးမောင်နေလို့သွားမရလို့ဒီမှာခဏစောင့်နေတာ။ဒါဖြင့်လာငါလိုက်ဖို့ပေးမယ်။ မိုးတွေတဲနေတယ်လေသွားလို့ရမှာမဟုတ်ဘူးရပါတယ်မိုးနှဲသွားပါပြီထိုခဏမှာပင်ပဝန်းကျင်၌မိုးဆဲသွားပါသည် လေလဲငြိမ်သက်သွားပါသည်တစ်ဖက်လုံးလောက်ပဝန်းကျင်တွင်မိုးရောလေပါတဲလျက်ပင်ရှိနေသေးသည် ထိုတကမိထိုးပြရာနောက်သို့လိုက်သွားပါသည်မိုးကဆဲသွားရာလမ်းတလျှောက်၌မိုးကင်း၍နေပါသည်မှန်ရောင်ကလည်းအမောင်းနှဲမူလားမသိအတော်ပင်လင်းထိန်နေပါသည်ထိုတကမိရင်ပြဖို့ဖြင့်ပဲရည်ရထားသောရွာသို့ရောက်ခဲ့ပါသည်ရွာရောက်၍မိမိနေရာတဲချောင်းသို့လိုက်ပို့သောအခါလိုက်ပို့သောတကသည်ပြန်တော့မည်ဟုဆိုကာပြန်ထွက်သွားသည်မကြခင်ထိုတကသည်မြင်ကွင်းမှချက်ချင်းပြောက်ွယ်သွားပါသည်ကျောင်းထဲသို့ရောက်သောအခါတပည့်က ဖုန်ကြီးဒီချင်းကြီးကဘဲကရောက်လာပြီးဘလို့လုတ်ပြီးတပိတော်တို့ကိုလိုက်ပို့တာလည်းမသိဘူးအခုလည်းဘဲဟုတ်သွားလည်းမသိဘူးအမောင်လည်းဝင်သွားပြီးမိအောင်လည်းပျောက်သွားတာပဲဖေ။တော့ွယ်သွားတာဖြစ်မှာဘောကွာမဟုတ်ဘူးဖုန်ကြီးကကြည့်မနေလို့တပိတော်ကသူ့ကိုထူးဆန်းလို့လိုက်ကြည့်နေတာသူ့ကိုစတွေ့ကလေးကတပိတော်လည်းကြောက်စိတ်တွေဖြေသွားတယ်ပြီးတော့တူလာတာကလည်းအနားရောက်မှမြင်ရတာမိအောင်ကိုအဝေးကြီးတဲကမြင်ရတာမဟုတ်ဘူးအနားရောက်မှဗျုံကနေမြင်ရတာဖေ။ဟေးဟုတ်လား ငါကတော့မျက်စိမိပြီးဖះအာယုံပြူပြီးပဋ္ဌာန်းရွနေတော့မသိလိုက်ဘူးကွယ်အခုလဲအမောင်းထဲကနေရုပ်ချီးပြောက်သွားတာဖះတည့်ရဲထင်နေဟဲ့တည့်ရဲဆိုရင်တို့ကိုဘယ်လိုက်ဖို့ရမလဲကွယ်တို့ကသာသနာပြုသူတော်ကောင်းတွေမို့နှကောင်းနှက်မြက်တွေကလူရောင်ဆောင်ကြီးလိုက်ဖို့တာနေမှာပေါ့ကွယ် ကျွန်ုပ်ကဤသို့မိတ်ချလိုက်ပြီးလှုပ်ရှားရှိသောဝိညာဉ်ကိုလှုပ်ပြီးအနားယူနေပါသည် ကျွန်ုပ်သည် ကျွန်ုပ်၏ဝေယဝစ္စတရားအထုံမြတ်တာပို့မှုပြီးသောအခါကျွန်ုပ်ကိုလိုက်ပို့သောတကားအကြောင်းကိုစဉ်းစားမိပါသည် ပန့်ပါသည်ဤလန်းဤခီးတွင်ဤမြမဲမောင်သောခီးကြမ်းတမ်းသောခီးတွင်မြေသူမြကျွန်ုပ်တို့ဒုက္ခရောက်နေသည်ကိုသိမည်မဟုတ်ပါဤသို့သော တကားပေါ်လာเสียလည်းမရှိပါမေတ္တာတကူတော်ပဋ္ဌာန်တကူတော်တို့ကြောင့်တောဆောင်နှင့်တောင်ဆောင်နှင့်ဘုံစိုးနှင့်တပါးပါးကလူယုံဆောင်ပြီးလိုက်ပူခြင်းဖြစ်မည်ကိုယုံကြည်မိသွားသည်တို့အတွက် ကျွန်ုပ်ချင်းဆောင်သာသနာပြုလုပ်ငန်းတွင်ဤကဲ့သို့အခက်အခဲများကိုကူညီနေသောနှက်ကောင်းနှက်မြတ်များရှိသည်ကိုသိရ၍သာသနာပြုလုပ်ငန်းလုပ်ရာတွင်အားကျွမ်းမန္တစိတ်ဝင်မိခဲ့ပါသည်ဇွဲသက်တီလည်းပုံမူရရှိမိပါသည်သာသနာတော်အတွက်သာသနာပြုရမည်ယဟန်တော်များသည်မိမိနိုင်ငံမိမိအမျိုးသားအတွက်ကြိုးစားကြရန်တိုက်တွန်းအပ်ပါသည်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်